နောက်ဆုံး grand final မှာမိနာရသွားတဲ့အခါမှာလုံးဝပေါ့နော်အကုန်လုံးဘဝတစ်စိတ်ချိုးပြောင်းလဲသွားရယ်ကိုယ့်ရဲ့အနေထိုင်နေရော lifestyle လေလုံးဝ change ဖြစ်သွားရယ်ထွေးမိမိရဲ့ single မဖြစ်တဲ့အတွက်သူ့ရဲ့သူတယောက်တည်း supporting အားနဲ့ပဲဆိုတော့တစ်ခါတလေမှာ supporting မလောက်တဲ့အတွက်ကြောင့်အဲငွေရမျိုးလေးရှိရယ်ဟိုပေါ့ဒီ winner မတို့ local ပွဲတော့လည်းအဲ့လိုပဲစိတ်ကိုလုံးဝအကုန်လွှတ်ချထားပြီးအကောင်းဆုံးပဲအာရုံစိုက်လိုက်တဲ့အခါမှာပြလာရယ်ပေါ့နော်ကျွန်တော်အခုလည်းဒီလိုစိတ်နဲ့ပဲတောက်ပြန်ပါပါရှင့်အများကြီး ဲ့လိုမျိုးအကောင်းဆုံးကြိုးစားမယ်အရန်ကြီးတော့စတက်မထားပါဘူးရှင်ဟိုကွဲကဟိုကြီးသည်သေးသည်ပရနာမထားဘဲနဲ့ပေါ့နော်မြင် placement ကောင်းကောင်းလေးတစ်ခုလောက်ယူလာပြီးတော့ဟိုပြန်လာရွေးရှင်မှာဒီမြန်မာနိုင်ငံမှာလည်းဥပညာလို့ဒီအများကြီးဆက်လုပ်သွားခြင်းနဲ့အဲ့တော့သင်တန်းတွေအများကြီးတက်ပြီးတော့လည်းခုလည်းကြိုးစားနေပါတယ်ကိုကိုလည်းအမြဲတမ်းတိုးတက်ပြောင်းလဲနေအောင်လို့ကိုကို focus ထားပြီးတော့ glow up ဖြစ်အောင်လုပ်နေပါတယ်ရှင်အမင်္ဂလာပါရှင်ညီမနမရတော့ရွှေခုဖြစ်ပါတယ်ရှင် ညီမကတော့ဒီလာမယ့်6လပိုင်း16ရက်နေ့မှာ Miss Teen Culture International 2025ကိုမြန်မာကိုစားပြုအနေနဲ့ကားရောက်ရှင်ပြိုင်မှာဖြစ်ပါရရှင်။ညီမကတော့ The Moral မြန်မာ Organization ကနေကြီးမှုချင်းပါပြီးတော့ဆေလွတ်တဲ့ Miss Teen Culture International မှာတက်ပြန်မှာဖြစ်ပါရရှင်။အင်ဒိုနီးရှားနိုင်ငံမီလန်မြို့မှာကျင်းပမယ်ပေါ့နော်။နိုင်ငံပေါင်း20ကျော်ရှိရယ်ပေါ့နော်။အဲ့ဒီမှာညီမတို့16ရက်နေ့ကနေပြီးတော့ Grand Final 22ရက်နေ့ထိရှင်ပြိုင်တော့မှာဖြစ်ပါရရှင်။ဟုတ်ပါရဲ့ရှင်။ညီမတို့ဒီမနစ်က2024ရှစ်လပိုင်းတော့ညီမတို့ local ပွဲက မပထမဦးဆုံးဒီအမှုပညာခြေလှမ်းအစပါပဲရှင်။ဟုတ်ကဲ့အရင် challenging ဖြစ်တာပေါ့ကိုကအခုမှဒီလုပ်ငန်းအစလုပ်တာဆိုတော့ nervous လေးဖြစ်တယ်။အော်အများကြီးလဲစိုးရိမ်နေ။ဒါပေမဲ့ကြောက်နေရင်ဘာမှဖြစ်မှာမဟုတ်ဘူးလीနော်။အဲ့တော့ဒီ culture ဆိုတဲ့အတိုင်းတည်းနဲ့အညီညီမညီမနိုင်ငံရဲ့ရည်ကြွယ်မှုတွေကိုအများဆုံးချပြသွားနိုင်အောင်လို့အကောင်းဆုံးကြိုးစားပြီးတော့ရှင်ပြန်ခဲ့ပါမယ်။ဒါခုမြတ်အသက်ရှင်ပါ။ဟုတ်တယ်မြတ်2006 19နှစ်ပါဖြစ်။အာမမရရမလိုက်တော့ဘောနော်။ဒါညီမတို့ရဲ့ organization ကဆရာကြီးနဲ့ပဲတူတူသွားမှာပေါ့။လှုပ်ကြည့်လိုက်မယ်ပေါ့နော်။ မျိုးပညာကိုအရင်လှုပ်ချင်တဲ့အတွက်ဒီကိုလှုပ်ချင်တဲ့မမေးဆိုပြီးတော့ဒါမမေးကလည်း sporting အဖြစ်ပေးရယ်ဆိုတော့သူအများနဲ့နောက်ကနေတကောက်ကောက်လိုက်ပေးရယ်အာဒီကပြန်ဝဲသွားဖို့ဖြစ်လာတော့အများကြီး train ရရယ်ပေါ့နော်ညီမတို့မှာ train ချိန်ရယ်၈လလောက်တော့ညီမတို့ရရယ်ပေါ့နော်အများကြီး train ရရယ်အဓိကဟိုမြန်မာမှုတွေကိုအများကြီးစူးစမ်းပြီးတော့လုပ်ခဲ့ရတာပေါ့ကိုကလူငယ်တယောက်ဖြစ်တော့ပုံမှန်ဆိုလို့ရှိရင်ဒီ tradition တွေနဲ့ဝင်နေရရှိရယ်အခုဆိုလို့ရှိရင်ပို့ပြီးတော့မြန်မာရဲ့ culture ဘက်မြန်မာရဲ့ရည်ကြီးမှုတွေကိုဘယ်လိုမျိုးထိန်းသိမ်းရမလဲဆိုတာရယ်အများကြီးလေ့လာဖြစ်တယ်ပေါ့နော်အဲအကြောင်းညီမအများကြီးဟိုဘက်မှာချပြသွားနေ င်အောင်လို့အခုပြင်ဆင်နေပါတယ်ရှင်။ဟုတ်အာခက်ခဲဆိုရင်တော့ညီမဒီ talent show အတွက်ပေါ့နော်ညီမရုပ်သေးရုပ်သေးတာဖို့ပြင်ဆင်နေပါတယ်ရှင်။အာရုပ်သေးကြတော့ဟိုအများ ိုကဒါဟိုအသားကျလာတဲ့အကတခုမဟုတ်တဲ့အတွက်ကြောင့်ဒီရုပ်သေးကျိုးဆွဲတာကိုဒီမှာပြောမယ်ဆိုလက်ဖူတိုက်ပြီးတင်ထားတဲ့အရာတခုဖြစ်တဲ့အတွက်အဲ့ဒါကိုတော့နည်းနည်းလေး nervous ဖြစ်ပါတယ်။ဟာကော့ဘော့ကြတော့ဒါဆရာတို့က agency မှာအမြဲတမ်းကော့ဘော့ကိုစနေတနေ့ခွင့်တွေပေါ့နော်အမြဲတမ်းအပတ်တိုင်းကို train ပေးနေရဆိုတော့အဲ့ဒါအတွက်လည်းယုံကြည်မှုရှိပါတယ်ရှင်။အာဘာသာစကားကတော့ဒီမှာဒီ page QNA အဆက်တက်ကောရှင်ဟောပေါ့နော်ဒါဆရာကျော်ဆရာနဲ့အတူတူ train နေတယ်ပေါ့နော်အညီမရဲ့အဖွဲ့သားရင်းနဲ့အတူတူညီမရဲ့ Miss Kacha ရဲ့ညီမလေးနဲ့အတူတူပေါ့နော်သွား train နေပါရဲ့အဲ့ဒါအများကြီးမျှော်မှန်းတယ်ဘာလို့လဲဆိုတော့ teen ပွဲဆိုတော့လေ teen နေကြာကုစားပြုတွေကြည်လာမှာ15နှစ်ကနေ20အထိပေါ့နော်သူကကန့်တတ်ထားရဲ့ဟို Miss Kacha ကတော့20အထက်ပေါ့နော် ကျတော့ဟိုရကျင်တယ်ဘာလို့လဲဆိုတော့နိုင်ငံလည်းအရန်မများဘူးဟိုပြီးတော့ဟိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဒီကာချာပွဲလေးမှာပေါ့နော်ဟိုဘလောက်ထိပေါ်ကျွားရဲမြန်မာရဲ့အမှုပညာတွေအလားပါတွေသွားပြီးပြောပြကျင်တယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲကိုလည်းနောက်ထပ်အသက်ကြီးလာတဲ့အခါမှာတခြားပွဲတွေ join ဖြစ်ခဲ့မယ်ဆိုရင်ဒီပွဲလေးကကိုယ့်ရဲ့ experience တစ်ခုဖြစ်မယ်ဟိုဘယ်လိုပြောရမလဲ image ကောင်းတစ်ခုလေးဖန်တီးနိုင်ခဲ့မယ်ဆိုပြီးအဲ့လိုဆိုရင်တော့ကျေနပ်ပါတယ်အဲ့ဒါကြောင့်အများကြီး plan နေပေါ့နော် လင်းကမင်းနေပါလဲဆိုနိုင်ငံလေးနေတော့လေဩကိုဝင်မလားဝင်မလားဆိုပြီးတော့Let's put kick off. grade 12ထိကအเจ้าနဲ့အိမ်နဲ့အเจ้าမယ်တကယ်ပါမှမသိဘူးဟိုအဲ့ grade 12လေးပြီးသွားတဲ့အခါမှာကျွန်တော်အောင်စင်းထွက်ပြီးတော့ဒီ tomorrow မြန်မာ organization ကိုရောက်တယ်ဒီရက်တစ်စင်းမှာ city ပွဲတွေဝင်ပြိုင်အိမ်နဲ့မှာဒီနောက်ဆုံး grand final မှာဝင်နိုင်ရသွားတဲ့အခါမှာလုံးဝပေါ့နော်အကုန်လုံးဘဝတစ်စိတ်ချိုးပြောင်းလဲသွားရဲ့ကိုယ့်ရဲ့အနေထိုင်နေရော lifestyle လေလုံးဝ change ဖြစ်သွားရဲ့ဟိုတွေးကြုံရတဲ့ဟာရပို့ပြီးတော့ဟိုအထက်တန်းလွှာရင်လည်းပို့ပြီးတော့ပတ်သက်လာရရဲ့နမကြီးနမရရှင်တွေကိုတွေ့ရရဲ့ဆိုတော့ ဟိုပေါ့နော်အများကြီးလည်းမရောက်ဘူးပဲနေရာလည်းရောက်ရတယ်အတွေ့အကြုံအများကြီးရပါတယ်ပြီးတော့အဓိကညီမအရန် changes ဖြစ်သွားတယ်အရင်ကလိုမျိုးခလေးတယောက်လိုမဟုတ်တော့ဘူးအော်တအားလေးလာရတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီလောက်ထိအင်္ဂလိပ်စာတွေပါရောက်ချပြီးလေ့လာပြမှာမဟုတ်အခုကျဒီပွဲအတွက်ဆိုတော့အရန်ကိုရောက်ချပြီးတော့စိတ်နှိပ်ပြီးတော့လေ့လာဖြစ်သွားရခြင်းဒါဆိုတော့ ေမေတယောက်တည်းပေါ့ तू support ပေးရရွှေရရွှေမေမေရ single မဖြစ်တဲ့အတွက် तू ရဲ့ तू တယောက်တည်း supporting အားနဲ့ပဲဆိုတော့တစ်ခါတလေမှာ supporting မလောက်တဲ့အတွက်ကြောင့်ဟိုတငငယ်ရမျိုးလေးရှိရဲဟိုဒါမဲ့လေဟိုသူ့ဘာသူအဆင်ပြေသွားပါရဲ့အကုန်လုံးကလေဒါမဲ့ကိုဖြစ်မယ်ဆိုတာကိုအများကြီး manifestation လုပ်ဖြစ်တယ်ပေါ့နော်ငါရရမယ်ဟိုဘောဒီ winner ညီမတို့ local ပွဲတော့လည်းအဲ့လိုပဲစိတ်ကိုလုံးဝအကုန်လွှတ်ချထားပြီးအကောင်းဆုံးပဲအာရုံစိုက်လိုက်တဲ့အခါမှာပြလာရဲ့ပေါ့နော်ကျွန်တော်အခုလည်းဒီလိုစိတ်နဲ့ပဲတွေ့ပြန်ပါလာရှင့်အများကြီး ဲ့လိုမျိုးအကောင်းဆုံးစူးစမ်းမယ်အရင်ကြီးတော့စတက်မထားပါဘူးရှင်မိတော့ကသူ့ယူပေးကြတာယူပေးကြတာဗောမိတော့အများကြီးလုပ်ပေးကြပါရဲ့အများကြီးဖြစ်ဖြစ်စေဒီပွဲကနေကိုယ့်ရဲ့ဖြစ်မြောက်ချင်တယ်ဗောနော်ဟိုပွဲကဟိုကြီးဒီသေးဒီပဓာနာမထားဘဲနဲ့ဗောနော်မြေ place မှာကောင်းကောင်းလေးတစ်ခုလောက်ယူလာပြီးတော့ဟိုပြန်လာရွေးရှင်မှာဒီမြန်မာနိုင်ငံမှာလည်းဥပညာလို့ဒီအများကြီးဆက်လုပ်သွားခြင်းနဲ့အဲ့တော့တင်းနန်းနေအများကြီးတက်ပြီးတော့လည်းအခုလည်းစူးစမ်းနေပါတယ်ကိုယ့်ကိုယ်လည်းအမြဲတိုးတက်ပြောင်းလဲနေအောင်လို့ကိုယ့်ကိုယ်ကို focus ထားပြီးတော့ glow up ဖြစ်အောင်လုပ်နေပါတယ်ရှင့် ဒိုင်ဗာစ်ပေါ့ဖေဖေကတော့အသက်ရှိအောင်မဲ့ခြင်းပါတယ်အသက်ရှိအောင်မဲ့ဆိုရင်တော့ပြန်လာပါတော့ဒါသမီးခုလိုပြန်ဝဲနေတိုင်းလာတယ်ကြည့်လာဦးတယ်တခါမှမတွေ့ဘူးဟုတ်ဘယ်နည်းနဲ့တော့ပြန်မမေပြတော့သမီး၈လလောက်တည်းကအဲ့လိုမျိုးပွဲသွားတာလို့ပြောတယ်ဆက်တခါမှလည်းမမြင်ဘူးအမြဲတမ်းကိုယ့်အတွက်အဖေကလည်းမမေပဲမမေကလည်းမမေပဲဆိုသူတယောက်တည်းဥစည်းပြီးတော့ဟိုအလုပ်တွေလည်းလုပ်တာဖြစ်တဲ့အတွက်မမေအစိမ့်မပြတ်စေချင်ဘူးပေါ့နော် အားကြောင့်ကိုပို့ပြီးတော့လဲစူးစမ်းကြည့်စင်တယ်သူ့အတွက်ဂုဏ်ယူရတဲ့သူတယောက်ဖြစ်ချင်ပါတယ်ရှင်သူ့ကိုကြည့်ပြီးတော့ပဲမူတည်ယူရတာပေါ့အများကြီးသူမိုရာရေမမြင်ချင်တော့ဘူး တော့ပင်မပါရဲ့ဟိုမရဲ့ financial situation ပုံမှာရောကိုရဲ့ဒီဒီဟာကိုရှောက်လိုက်တဲ့အတွက်ကုန်တယ်ဗောနော်ပညာရေးမှာသုံးနာထက်ဒီဘက်မှာဒီနုပညာလမ်းကိုရှောက်လိုက်တော့ပို့ကုန်တယ်ဗောနော်အဲ့တော့သူတနာလဲတနာရယ်ကိုမှမဖြစ်မြောက်ခင်ဒီပစံတွေကပလုံသွားမှာလေဟုတ်တယ်မလားအဲ့ကိုကဟိုနေရာတစ်ခုရအောင်တော့အကောင်းဆုံးဟိုဖတ်တွေ့ပြီးတော့စူးစမ်းနေမှာပါဟုတ်ကဲ့ပါရှင်အာညီမကတော့ Miss Tin ကချမ်းမြမ2025ပါညီမကဒီလာမယ့်6လပိုင်းမှာဗောနော်16ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံမီလန်မြို့မှာတွေ့ပြန်မှာပါရှင်အာညီမ မကိုဒီဝင်ရံပေးကြပါအောင် Instagram မှာလည်းညီမရဲ့ post လေးတွေပို့ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်အကောင်းဆုံးကြိုးစားခဲ့ပါပါ